ဒီပီပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါမန္တလေးတိုင်းမြင်းချက်မြို့အမှတ်15ချင်းမြန်တက်ရင်ရဲ့တက်ဂိတ်ကိုမလ18ရက်ညနေပိုင်းကကြောက်ကြားစနစ်နဲ့တက်ခတ်ခဲ့တယ်လို့မြင်းချက် Black Tiger အဖွဲ့ကပြောပါတယ်ခမရ15တက်ရင်ရှိကစစ်ကောင်စီရဲ့တက်ဂိတ်ကိုပျောက်ကြားစနစ်နဲ့တွားရောက်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်3ယောက်မျက်မြင်သိဆုံးပြီးဒဏ်ရာရထားသူလည်းအများပြားရှိကာ နောက်ထပ်တည်ဆုံမှုကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့မင်းချန် Black Tiger တပ်ဖွဲ့ကဘူမိုက်ခဲက DBB ကိုပြောပါတယ်စစ်ကောင်စီစစ်စေးဂိတ်တိုက်ခိုက်ခဲ့ရပြီးတိုက်ခိုက်တည်ဆုံမှုအခြေအနေကိုတော့ DBB ကတည်ကြအတိမပြုနိုင်သေးပါဘူးဒီတိုက်ခိုက်မှုကို မြင်းကျန် Black Tiger တော်လှန်ရေးတပ်ဖွဲ့နဲ့အညာ Federal Task Force ဝင်းပလေမဟာမိတ်ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီ26ရက်နေ့ကလည်းချင်းတွင်းမြစ်အရှေ့ဘက် ရေစကြိုမြို့နယ်ကြီးလဲကျွန်းဒေသကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ခဲ့လို့စစ်ကောင်စီတပ်ဖွဲ့ဝင်၉ယောက်သေဆုံးပြီး၉ယောက်အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ MPT တော်လှန်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါသေးတယ်ရှင်။ရခိုင်ပြည်နယ်မြောက်ဦးမြို့မှာရှိတဲ့အမှတ်၃၁ရဲတပ်ရင်ဟောင်းကိုစစ်ကောင်စီတပ်ကမလ၁၈ရက်မနေ့အစောပိုင်းကလေကြောင်းကနေနှစ်ကြိမ်တိုက်ခိုက်သွားတယ်လို့မြောက်ဦးမြို့ကတွေကပြောပါတယ်။ စစ်ကောင်စီတပ်ကသူတို့တပ်စခန်ချခဲ့တဲ့31ရဲတပ်ရင်ဟောင်းကိုလေကြောင်းတပ်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးဘုံကားလုံးမှာသုံးလုံးပောက်ွယ်ခဲ့ကလူထိခိုက်တာတော့မရှိခဲ့ဘူးလို့ဒေသခံကပြောပါတယ်မလာတရက်ကလည်းမောင်တော်မြို့နယ်ကစစ်ကောင်စီရဲ့နေကြာဆောက်တပ်ရင်ဌာနချုပ်ကြီးကန်းပြင်ကိုလေချောင်းတက်ခိုက်ခဲ့တဲ့အတွက်အဆောင်တချို့ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ် ဒါပြင်ဖေဖော်ဝါရီလ16ရက်နေ့ကလည်းမြအူမြို့နယ်ရမ်းကြောင်းဒေသမှာရှိတဲ့စစ်တုပ်ပံမိသားစုဝင်တွေထိသိမ်းထားတဲ့နေရာကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက်စစ်တုပ်ပံမိသားစုဝင်28ယောက်သေဆုံးက28ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီဟာရခိုင်မှာရှိတဲ့သူတို့ရဲ့တပ်စခန်းတွေနဲ့မြို့တွေကိုစက်တိုက်ဆုံးရှုံးနေရတဲ့အတွက်အရက်ဖက်ပြစ်မှတ်တွေနဲ့သူတို့တပ်စခန်းဟောင်းတွေကိုပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်လှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်ရှင်။ ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်ရွှေကုတ်ကိုဒေသက Freedom Water Park ရေပေါ်လျှော်စီကစားကွင်းဟာထိုင်းဘက်ကလျှက်စစ်မီးဖျက်လိုက်တာကြောင့်ပိတ်ထားရကအခုအခါပြန်လည်ဖွင့်လှစ်နေပြီဖြစ်ပါတယ်။မောက်တူးတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ Freedom Water Park ရေပေါ်လျှော်စီကစားကွင်းဟာ ရွှေကုတ်ကိုစိုက်ငားလို့ခေါ်တဲ့ရပ်ကွက်ငားမှာတည်ရှိပါတယ်။အဲဒီမှာလက်မ တခုဝယ်တာနဲ့ရေကစားခွင်းထဲမှာရှိရတယ်အကုန်ဆော့လို့ရပါတယ်အဲအထင်းမှာလက်မှတ်ထပ်ပြီးတော့ဝယ်စရာမလိုပါဘူးဒီထဲမှာရှိရတယ်အကုန်စိတ်ကြိုက်ဆော့လို့ရရဲ့ရှင်မနေ့ကုနာရီကနေည9:00နာရီထိဖွင့်ပါတယ်အဲအများဆုံးလာတာကတော့ဒီမှာကလေးတွေလာတယ်ဟိုတက်လက်ပိုင်းနေပေါ့နော်အဲတက်လက်ပိုင်းနေလာတယ်ရာဇလိမင်းကလေးမျိုးစုံတော့လာပါတယ်ရှင်ဟုတ် အဲဒီမှာလက်မှတ်ကတယောက်ကို1280ဆိုတော့အဲကိုစားတာတောက်တာနဲ့ဆိုလို့ရှိရင်ရေကူးဝတ်ဆောင်ကတော့အပြင်ကနေဝယ်လာလို့လည်းရတယ်ဒီမှာဝယ်လို့ရှင်လည်းရတယ်ရှင်းအဲဆိုတယောက်ကို9000လောက်ဆိုတော့အဆင်ပြေပါတယ်အာဟုတ်ကဲ့ပါရှင်ဘက်ငွေပါဟုတ်ထိုင်းနိုင်ငံဘက်ကလက်စစ်မီးနဲ့လောင်စာဆီတွေဖြတ်လိုက်တဲ့ဖေဖော်ဝါရီလ9ရက်ကတည်းက Freedom Water Park ရေပေါ်လျှော့စီးကစားကွင်းကိုပိတ်ထားရတာက အခုအခါပြန်လည်ဖွင့်လှစ်နေတာလည်းဖြစ်ပါတယ်အဲဒီထဲမှာကအဲ10မျိုးလောက်ရှိရရှင့်လက်မှတ်တစ်ဆောင်ဝယ်ပေးရမယ်ဒီထဲမှာရှိတဲ့ကစားတာတွေအကုန်လုံးကစားလို့ရတယ်ကစားနည်းမျိုးစုံ10မျိုးလောက်ရှိပါတယ်ရှင့်ဟုတ်အဲဒီမှာကဒီတန်းရောညီမတို့နာမည်သတ်မှတ်ထားတာကစားလုံးကစားလုံးပေါ့ကဲဒီကစားလုံးလေးရင်းနဲ့ပန်းရောင်ကန်ရှိတယ်လိုင်းတူရှိမယ်အဲတက်လာပါဟိုအကြီးအရန်စိတ်လို့ရှာစရာကောင်းတယ်ပေါ့လားရှိမယ်ကလေးကန်ရှိမယ် အဲနောက်ပြီးတော့ဟိုဘက်မှာ message show တွေပါတယ်လဲအမျိုးစုံရှိရဲ့ရှင်ဟုတ်ဟိုတက်တက်ရောင်း show တွေလည်းရှိပါတယ်ဘယ်လိုစောက်ောက်လဲဆိုတော့ခဏတို့ဝင်ကြီးကောက်တယ်ကောက်ပြီးလို့ရှိရင်အင်းဒီဝစာဘိုးရှိရဲပြီးလို့ရှိလို့ရှိရင်တို့လက်မှတ်ဖြတ်ပေးတယ်ဖြတ်မှတ်ဖြတ်ပြီးတို့လက်မှတ်နဲ့ကောင်းသားနေဒီဘက်ထဲဝင်လို့ရတယ်ပြီးရင်ကြိုက်တဲ့ဟာကိုဆော့လို့ရတယ်အဲအဲ့လိုမျိုးပေါ့အလားတူပဲရွှေကုတ်ကူကဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်းပြန်လည်စတင်နေရမှာရွှေကုတ်ကူမြိုင်အထုကုဆေးရုံတိဆောက်ရေးလုပ်ငန်းကိုလည်းပြန်စနေပါတယ် ။ Sorry international CEO ပေါ့နော် international CEO ကျွန်တော်တို့ဒီ၅ထပ်ပေါ့၅ထပ်ဒါနောက်နှစ်ဆိုရင်ဒါကျွန်တော်အပြည့်အစုံထားတာအဓိကကျွန်တော်တို့ယူရတာကအတွင်းမှုရဲ့ယူရချက်ကကျွန်တော်တို့နိုင်ငံလူတွေကိုပုံမှန်သွားပြီးဈေးကြီးကြီးနဲ့ဈေးကုနေရတာရှိတယ်။အဲ့ဒါကိုကျွန်တော်တို့ကအာဒီမှာဒီမှာဟိုတော်တော်သားနဲ့ဈေးကုနိုင်အောင်အဲဒီကုနာဒီမှာဒီကနေ့ကျမကြီးဆောက်ရှောက်မှုတွေဒီကတိတာလို့လုံနိုင်အောင်ဒါရွေးပြီးတော့ကျွန်တော်ပြီးဆောင်ရင်းဖြစ်ပါတော့ကရင်နေကြောင်တက် BGF ကနေသတင်းတော့တေကိုဖိတ်ခေါ်ပြသနေတာဖြစ်ပြီး ကြားဖြန့်ဝန်ထမ်းပြန်ပို့ရေးလုပ်ငန်းတွေကိုလည်းလာမယ့်ရုံးဖွင့်ရက်တွေမှာ ပြန်လည်ပြုလုပ်သွားမယ့်အကြောင်းပြောဆိုသွားခဲ့ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါဒီပေယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချွချွဆမ်းပါကျေးဇူးတင်ပါတယ်ရှင်